ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ် ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါတင်ကောင်းပါခြင်းပါတယ်။ငွေတွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေတွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းတင်ကောင်းပါခြင်းပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments ပေါ့ပါလေပြန်လဲကြည့်ရှုနိုင်ပါတယ်ခင်ဗျာ စကားပေးသမျှအားလုံးပဲမင်္ဂလာပါဒီတစ်ပတ် SC စင်မှာတော့ USC 317ရဲ့ခေါင်းပွဲဖြစ်တဲ့ Ilya Topuria နဲ့ Charles Oliveira ရဲ့ပွဲစဉ်ပြီးတော့ကျွန်တော်တို့ရဲ့မြန်မာ fighter Joshua Van ရဲ့ပွဲစဉ်အကြောင်းကိုကျွန်တော်စီသူနဲ့အတူဆန္ဒနွေညင်းချက်ကသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအကိုကြီးမင်္ဂလာပါခင်ဗျမင်္ဂလာပါညီလေးဟုတ်ကဲ့ဒါ USC 317အားလုံးစောင့်ဆိုင်နေတဲ့ပွဲစဉ်ကြီးရောက်လာပြီပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ဒီ Charles Oliveira နဲ့ တိုပူရီယာရဲ့ပွဲစဉ်ရှိတယ်ပြီးတော့ကျွန်တော်တို့မြန်မာဖိုင်တာဂျိုရှွာဗန်ရဲ့ပွဲပေါ့နော်ပွဲကောင်းတွေရှားပွဲတွေရှိနေပြီးမှကျွန်တော်ဒီနှစ်ပွဲကိုအဓိကဒီသုံးသပ်သွားမယ်ပေါ့လေအဲ့တော့တိုပူရီယာနဲ့ရှားဆိုလီဗေရာတွေ့ဆုံမှုလားတိုပူရီယာလည်းသူ့ရဲ့ featherweight ကပတ်ကိုခက်ခဲလုပ်တယ်အခု lightweight မှာကစားသွားမယ်ပေါ့နော်အဲ့တော့တိုပူရီယာရဲ့ဒီလက်ရှိအခြေအနေလေးပြီးတော့သူ့ရဲ့ဒီ lightweight တန်ကိုတက်လာတဲ့အခြေအနေလေးကိုအခုသုံးသပ်ပြပါအောင်ခင်ဗျာတိုပူရီယာကအရေးအသွေးကလည်းတကယ် ultra level ရောက်နေ ပြီးတော့သူ့ရုံကြည်မှုကလည်းတကယ် ultra confident တွေ့ရတယ်။ကစားတာတော်တော်လေးပြည့်စုံတယ်။ဟိုစောဆောင်မှုလည်းရှိတယ်။အတွက်ချက်လည်းကောင်းတယ်။နောက်ခုဒီသူကဒီ balance အရင်ညီတယ်။ balance အရင်ညီပြီးတော့သူ့ရဲ့ဒီ left right ပေါ့နော်အဲ့ဒီနှစ်ခုမှာအခုဒါအခုဒီ UFC fighters တွေနဲ့ပတ်သက်ပြီးတော့အခုအခုဒီဖတ်နေတဲ့ စာတန်းတစ်ခုပေါ့နော်စာတန်းတစ်ခုမှာဆိုဒါဒါအခု2024နဲ့2024နှစ်ကုန်ပိုင်းမှာထွက်တဲ့ကောင်းပေါ့တော့အဲ့ဒါကဒီ UFC က official ချပြတဲ့ဒီ statistics statistics မှာပါလိမရှိတဲ့ဟာမျိုးပေါ့တော့ဒီကစားသမားတဦးမှာညာနဲ့ဘယ်နဲ့ဒီ power မှာ power gap ရှိတယ်အဲ့ power gap မှာဟုတ်အခုလိုလွယ်လွယ်ပြောရရင်ဒီညာတန်တယောက်ကတရာထိုးနိုင်တယ်ပေါ့နော်သူရဲ့သူ့ရဲ့ဒီညာညာလက်သီးကို ဘယ်ရဲ့ခွန်အားဟာသူ့ရဲ့ဒီပုံမှန်လူတယောက်ဆိုရင်အဲ့အားကို26 or 27%လောက်အထိပဲထည့်နိုင်တယ်ပေါ့ဒီတိကျမှုနဲ့ဒီ power နဲ့နှစ်ခုပေါင်းလိုက်တဲ့အချိန်ကြာရယ်ဒီညာရဲ့တိကျမှု power နဲ့ဆို27% average အချိုးတော်လိုက်အဲ့လောက်ပဲရောက်တယ်ပေါ့အဲဒါပေမဲ့ဒီ professional fighter တွေကကြတော့40%ခန်းလုံးလောက်ထိရောက်တယ်ဘယ်ညာအချိုးอ่ะတကယ်ထိတ်တန့်အဆင့်ရောက်သွားပြီအခုဒါ MMA လို့အပြိုင်ပွဲမျိုးမှာ ကစားနေပြီဆိုတော့ကစားသမားတွေဟာလေဒီ58 60 58 59 60ဝင်ကျက်မှာရှိပြီတော့တော်ပိုရီယာကညာနဲ့ဘယ်နဲ့သူ့ရဲ့ဒီလက်သီး gap လောက်ကျင်းတယ်လဲဆိုရင်သူကတရာနဲ့80ဝင်ကျင်လောက်ရှိရှိအဲ့ဒါကြီးကတော်တော်ဒူးတာလေဆိုတော့သူဘဲတန်ညာတန်ကစားသမားကိုဘလုံးသွားရတဲ့မှာဆိုဘဲချေညာချေကိုလုံးဝတန်တဲ့ဒမ်ဘလေလို့လို့ကစားသမားမျိုးလို့ပြောလို့ရတယ်ဆိုတော့ဒါကကျတော့ဟိုပါရမီနန့်ဖိုင်သွားလူတိုင်းမှာပါမှာလို့အဲ့ဒါကဂျွန်ဂျုံးပါလေ ါလာမှာမဟုတ်ဘူးကျွန်ကျောင်းကသူ့အပိုင်းနဲ့သူပါလာမယ်ခါဘစ်ကသူ့အပိုင်းနဲ့သူသူ့ရဲ့ဒီသူ့ရဲ့ nature အရာရော nature အရာရောပါလာမယ်အထော်ဖိုရီးယားကကြောက်တော့အဲ့ဒီအပိုင်းမှာမွေးရပါပါလာလို့ပြောလို့ရတယ်ဟောဆိုတော့ဆိုတော့ကထော်ဖိုရီးယားဟာညာလက်သီးနဲ့ဒီပြိုင်ဘက်တစ်ယောက်အမှောက်တုံနိုင်ဘူးလို့ဘယ်လက်သီးနဲ့ပြိုင်ဘက်တစ်ယောက်ကိုခြေမှပြစ်နိုင်သွားရှိတယ်အဲ့အားသာချက်ကိုသူ့ကိုယ်သူလည်းသိတယ်အဲ့တော့အဲ့ဒီအရာကိုပေါင်းစပ်ထားတာ low center of gravity ကို topuria ဟာသူကိုယ်တိုင်က ဟိုဘယ်လိုခေါ်မလဲဆိုတော့ grappling ကောင်းလို့ take down defense ကြီးလေအရာကောင်းကောင်းအဲ့တော့သူကစားတဲ့ပွဲတွေမှာဒီတိုင်ပဲအသင်းရဲ့အားနှစ်ချက်ကိုကြည့်ပြီးတော့ဒီ body shot တွေကောင်းကောင်းထိုးနိုင်တယ် hard shot တွေကောင်းကောင်းထိုးနိုင်တယ်နောက်ကန်ချက်ကောင်းနေရှိတယ်ကန်ချက်ဟာဘယ်ဘယ်ချင်းညာချင်းကောင်းနေ low kick တွေကောင်းနေဆိုတော့အရန်ပကာကြီးဖြစ်နေပေါ်ပရိယာကိုကြည့်ရတာအခုတော့အခုမြင်တော့ရှာရှာပါပါပဲဒီလိုကစားသမားမျိုးကရှာရှာပါပါပဲဟိုကြည့်ရတာလည်း ဟုတ်ပရိသတ်တွေကိုဖျော်ဖြေမှုအပြည့်ပေးနိုင်တယ်ပေါ့နော်ဟိုဒီဟာအခုဒီပွဲကြောင့်ပြောရင်အကိုကစတယ်ရပြောကြင်တာ Sharks ကဒေါ်ပရီယောက်ကိုအလုံးမမလွယ်ဘူးမဖြစ်နိုင်ဘူးလို့ကိုထင်တယ်အဲ့လိုအဲ့လိုခံစားရတယ်ပွဲကြောင့်တော့နောက်မှ AC ပြောတော့ပထမဆုံးစပြီးတော့ညီကုန်းချောလိုက်အဖွဲ့မှာပဲညီကုန်းချောရတယ်ဒေါ်ပရီယောက်ကို Sharks ပြန်လာတယ် ုတ်ကဲ့ကိုဒါကိုကတော့ဒါစပြီးတော့ညီကုန်းချုပ်နေပြီပေါ့လေအဲဒီညီကုန်းချုပ်နေပေမဲ့လည်းကျွန်တော် Oliveira ဘက်ကိုတော့နည်းနည်းတော့အဲဒီချက်ပြန်ကြည့်ကြည့်ရမှာမနော် Oliveira ကတော့ဒါ BJJ ဘိုင်းနဲ့ပတ်သက်လာရင်တော့တော်တော်လေးကြောက်ဖို့ကောင်းတယ်ပေါ့လေကျန်တဲ့ဘိုင်းမှာတော့ဒါ Topuria ကြောက်စရာကောင်းမှုကြီးရှိရဲဆိုပေမဲ့ဘာပြောလို့ဒီ ground ပေါ်မှာပဲဖြစ်ဖြစ်ဒီတချို့သောအခြေအနေတွေမှာ BJJ အခြေအနေတွေလည်းကျွန်တော်မြင်တွေ့ရနိုင်ရရှိတယ်ပေါ့နော်အဲ့တော့ Oliveira ရဲ့ဒီသူ့ဘက်ကဒီအမြင်လေးကိုလည်းကိုသုံးသပ်ပေးပါအောင်ဗျ Oliveira လည်းအကိုတော်တော်ကြိုက်ပါတယ်သူကစားတာက ပြောင်းမှုပေးတယ်ဆက်ဆောင်မှုရှိတယ်တကယ်ဒီ elite ဟိုဒီ submission game တွေကိုကစားနိုင်တယ်ပြီးတော့ Charles Oliveira သူကသူအတိုင်းတာကိုဒီ durable ဟိုလို့ပြောလို့ရတယ်ပြီးတော့ဒီ၅ကြီးပွဲတွေပေါ့နော်ဒီ၅ကြီးပွဲတွေကိုအချိန်ပေါင်းများစွာကစားခဲ့မှုတယ်ဆိုတော့ဟိုသူကိုယ်တိုင်လည်းဒီ submission လည်းကောင်းတယ်ပေါ့လေနောက်တစ်ချက်ကဒီမွေထိုင်းပုံစံပေါ့ဒီဘယ်လိုခေါ်မလဲဒူးတထောင်နောက်တစ်ခုက volume ပေါ့နော်ဒီအကြီးအသေးတွေမကောက်ဘူး volume အကြီးအတွက်လည်းများများထွက်တယ် အဲသူဒါကြောင့်လဲ Olivera ကဒါထိတ်ဆုံးတန်းကိုရောက်လာတာပဲလေအဲသူသူလည်းကောင်းပါလေအခုကပြဿနာကသူကောင်းခြင်းမကောင်းခြင်းပြဿနာပုံပဲ ਨੇ ဒီ Toporia ကတော်တော်လေးကိုတကယ် KO artist ဖြစ်နေတာအဲဟို bouncing ကောင်းနေဆိုတဲ့ပုံစံမျိုးပေါ့ပြီးတော့ဒီသူ့ရဲ့ head တွေက damage ကအရင်ကြီးတယ်အဲဒီဟာတို့ကိုကြတော့ Charles ကခံနိုင်ပါမလားဆိုတာမျိုးအဲအဲ့ဒီအကိုအကိုအားအကြောင်းမို့ ီ Olivera ကိုတခြားကစားသမားတဦးနဲ့ဆို Olivera ကလည်းအကိုထင်ကြီးအထင်ကြီးတဲ့ type မျိုးပါပဲဆိုတော့ဟိုတခုပဲဆော့ဆော့ဟိုဒီ Topuria ရဲ့နီးပြပြောသွားတယ်ပေါ့နော်ဒီ lightweight မှာပို့ပြီးတော့တော့မှကောင်းလာအောင်ပဲဆိုတော့အဲ့ဒါကကြတော့ဟိုဘယ်လိုကောင်းမလဲ weight တန်းခုတက်လာတဲ့အခါကျ power တော့တူတူကိုကိုလူတိုင်းပို့ကြီးလာမှာပဲလေအဲ့ဒီအခါမှာပို့ကောင်းလာတယ်ဆိုတာကတော့တော်တော်ပြောရခက်တဲ့စကားပဲ Topuria အာဘယ်လိုပြောမလဲဆိုတော့ တေကြတာတစ်ခုကတော့သူ့ရဲ့အရာမောင်းကတန်းတစ်ခုတက်လာလေသူ့ရဲ့အရာမောင်းကသူ့အတွက်အားနည်းချက်ဖြစ်လာလေဆိုတာမျိုးလဲအခုကဟိုတွေးကြည့်လို့ရတယ်ကွာဆိုတော့နောက်တစ်ခုကဟိုအရန်ဒီကိုယ့်ရဲ့ body weight က artificial weight ဖြစ်သွားပြီဒီအရန်နဲ့ဒီ weight နဲ့ဆိုရင်ဟိုပြုတ်ပြင်တိဆောက်ထားတဲ့ weight ဖြစ်သွားပြီအဲ့ဒီခါကျရင်သူ့ရဲ့ဒီ aggressive ဖြစ်တာတို့ power ဘိုင်းတို့ကတော့စိုးရိမ်စရာမရှိဘူးပေါက်ကွဲအားစိုးရိမ်စရာမရှိဘူးဒါပေမဲ့ပေါ်ပါဖြတ်လက်မှုအပိုင်းနဲ့အဲတစ်ခါတလေ ကြတော့ဟိုကာဒီယိုကိုလာထိမလားဆိုတာမျိုးလေအခုတော့နည်းနည်းလေးစဉ်းစားရတယ်ပေါ့အဲ့ဒီအပိုင်းတွေကတော့တော်ပရီယာဟာဟိုသူ့ကိုသူရှင်းမယ်ဆိုရင်ဒီသူ့ရဲ့အောက်တန်းပါနဲ့လက်ရှိတန်းပါနဲ့ဘယ်ဟာပိုကောင်းသလဲဆိုတဲ့ဟာမျိုးကြရင်ဟိုမှာ pentan မှာပိုကောင်းမလား light မှာပိုကောင်းမလားဆိုတာမျိုးကြရင်အဲဆိုတော့တခါ light မှာပိုကောင်းမလား metal မှာပိုအဲ့ဒါအရင်စဉ်းစားရတယ်ဒါကြောင့်လေဒီကပတ်ကိုဒီဝိတန်းနှစ်တန်းသုံးတန်းယူဖို့ဆိုတာကအဲ့အပိုင်းကဟိုအခက်အခဲတွေရှိတာပေါ့ဆိုတော့ဒါကတော့တစ်ပိုင်းပေါ့နော် ော့တော်ပိုရီးယားကအဲ့ဒါတော့အကုန်လုံးဆက်ပြီးစောင့်ကြည့်အောင်ပေါ့ဟိုလောလောဆယ်အနေအထားအရာတော့တော်ပိုရီးယားဟာဒီ live မှာလည်းအဆင်ပြေလောက်မဲ့ခန္ဓာကိုယ်ဒီဆောက်ပုံမျိုးဒီ body shape မျိုးအတွေ့ရမယ်လို့လည်းထင်တယ်ဟိုအားလည်းအားကောင်းတယ်ဟုတ်ကဲ့ကိုဒီနှစ်ယောက်ရဲ့ဒါတွေ့ဆုံမှုဘယ်လိုပုံစံမျိုးကျွန်တော်တို့ခံစားရမယ်လို့ဒါကိုသုံးသပ်ချင်ပါလေဗျအဲရှားဆက်အားနေချက်က တကယ်တကယ် deep water ကိုဆွဲနှက်သွားပြီဆိုရင် shark ကရှင်မယုံနိုင်ဘူး။အတူသူ့ရဲ့ဒီအကောင်းဆုံးအစိတ်ပိုင်းဆိုင်ရာစာလောင်မှုကလည်းအမြင့်ဆုံးမှာရှိမနေသလိုသူ့ရဲ့ cardio ဘိုင်းကလည်းအကောင်းဆုံးမှာရှိမနေဘူးလို့ပြောတင်တယ်။သူ့မှာကျွမ်းကျင်မှုရှိတယ် experience ရှိတယ်။ဒါပေမဲ့အဲ့ဒီအရာတွေနဲ့ဒီအနိုင်ယူဖို့အတွက်မလုံလောက်ဘူးဆိုရင်နှစ်ယောက်လုံးကရင်းနဲ့ထဲဆင်းရတယ်။အဲ့ဒီအချိန်မှာတော့အရန်ကွာတယ်။နောက်တော်ပရီယာကဟိုသော့သော့ပြောသလိုဒီ shark အတွက် ဘယ်လိုခေါ်မလဲမကာရှက်နဲ့ကသန်းတဲ့အချိန်လုံးကနေတော့မတူတဲ့ဒီဘောက်ဆင်းစတိုင်တွေသူ့စမှာရှိတယ်ဘောက်ဆင်းစကီးသူ့စမှာရှိတယ်ဘယ်လာသိညာလာသိအရာကောင်းတကယ် heavy puncher လည်းဖြစ်တယ်အဲတခါဒီ BJJ ကလည်းသူ underrated ဖြစ်နေတာဒီ grappling လည်းတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီ shaft အနေနဲ့အကောတော့ defense game ကိုပဲသတိကြီးကြီးထားကစားနေရင်းနဲ့ရှုံးသွားမယ်လို့ပဲထင်တယ်တော်ပရီကတော့တောက်လျှောက်လိုက်ပါပဲ rain control ီ cage controller တော့ပိုရီယာပဲဟောဖြစ်မှာပဲချောင်းပိတ်မှာပဲပြီးရင်ဒီနေရာစုံကနေပြီးတော့ထိုးနှက်ဖို့ကြိုးစားမှာပဲနေရာစုံဆိုတဲ့နေရာမှာ body shot ထိုးမယ်ပြီးတော့ power shot တွေကန်မယ်နောက်ကန်နေတဲ့ဝင်လုံးတယ် ground game ကစားမယ်ဆိုတဲ့ဟာမျိုးဒါကသေချာပေါ့မြင်ရမယ်လို့ထင်နေတယ်ဟုတ်ကဲ့ကိုဒီရှားစီရရောကိုကျွန်တော်တို့ဟိုသူလုတ်ပြနေကြမဖြစ်နိုင်တဲ့ချုပ်ွက်တွေကျွန်တော်မျောလင်းလို့ရနိုင်သေးလားကို အခုကဒီပွဲအခင်းစရာပေါ့ဒီဘက်ကဒီ MMA fighter တွေပေါ့နော်ဒီ modern game ပေါ့နော် modern game လို့ပြောလာကြပြီပေါ့အခုဒါ DC လို့လည်းသုံးလာကြပြီဟိုက Josh Shore ကိုလည်းသူတို့သုံးနေအထောက်ပရိယကိုလည်းသုံးနေ modern fighter တွေပေါ့အတိကစားသမားတွေကဟိုဟိုတုန်းကအခုတို့ထားပါတော့ဒီ Ortega တို့ကစားတုန်းကလူမျိုးအရန်ကိုလှပါတယ်ဆိုတော့မဖြစ်နိုင်တဲ့ချုပ်ွက်တွေပါညာဒီဘက်ကတော့သိပ်မမြင်ရတော့ ဒါဆင်းပြရင်နီးစနစ်ဒီလေ့ကျင့်ရေးနီးစနစ်တွေလည်းပိုအားကောင်းလာတယ်ပြီးတော့အတွေးအခေါ်တွေလည်းပိုအားကောင်းလာတယ်အဒီဘက်ကကစားသမားတွေဆိုတော့သူတို့မှာကဟို technical ဘိုင်းရပြောမယ်ဆိုရင်ဟို charge ထက် topori အောင်ပိုကောင်းသေးတယ်အခုတော့မာလာတစ်ခုပြောပြောနေ technical ဘိုင်းကို cal ဘိုင်းကိုပြောရင်တော့မှဒီ experience fighter တူဆိုတာထက်ပိုဒီ topori ကပိုကောင်းနေပြီးတော့အခုဒီဘက်ကကစားသမားတွေဟာ take down defense အရန်ကြွားကျင်လာကြတယ် ။ဒါကြောင့်နောက်ခုကတော်ပိုရီယာကဟိုဟာနဲ့ပွဲဆိုတော့ညောအခုနာမည်မေ့နေလို့ဖိုကာနိုစကီဟိုပြောတာဟိုအဲ့လောက်နာမည်ဂျိုရှာမတ်ဟွာဟိုဟာတော့ကဂျိုရှာမတ်အမတ်ဟွာဟွာအမတ်အရှိမာကပရိုက်စ်မစ်ချယ်နဗန်နဗန်လုံးနဲ့ပတ်ရရရအဲ့ဆိုတော့အဲ့ပွဲမျိုးတွေမှာဆိုရင်အခုဒီတော်ပိုရီယာကစားတဲ့ပုံစံကသူ့စတိုင်ကိုကစားနေနေ ်ဂိမ်းထဲမှာပဲဖျောက်သွားတယ်ပြီးတော့သူအဝင်ထွက်ကြမ်းတဲ့ကစားသမားအဖြစ်ကနေပြီးတော့ဝင်တယ်အနောက်ဟိုဘယ်လိုခေါ်မလဲဆိုတော့ခတ်တော့တော့နောက်ဆုတ်တယ်ဝင်တယ်နောက်ဆုတ်တယ်ဝင်တယ်နောက်ဆုတ်တယ်ဟိုဘက်မှာကသူ့ကိုဘာလို့လွှတ်မှမသိဘူးဖြစ်လာတဲ့အချိန်ကျတော့ဒုံးဆိုဝင်ပြီးပွဲတိမ်ပလိုက်တာမျိုးဆိုတော့အဲ့လိုမျိုးပေါ့ကွာဒီ Toporia မှာကဒီ Olivera အတွက်သူ့မှာအဖြေရှိတယ်ဒီနောက်တော့ plan ABCD အဆုံးခင်းနိုင်တယ် Charles ကကြတော့ဒီပွဲကညောင်လင်းချက်မရှိဘဲနဲ့ပတ်စံကြောင့်ကစားတယ်လို့ ဘယ်ပြောမှလဲသူဒီဘွဲကသူရှုံးမှုများတယ်ပွဲပဲအထော်ပိုရီးယားရဲ့ပါဝါကိုသူ့ရဲ့တက်လုံကိုအပြီးတော့ဒီကစားပေါက်စုံတာကို just ခံနိုင်မှာမရှိဟိုခံနိုင်မယ်လို့အခုတော့မထင်ဘူးနောက်တစ်ခုကကစားသမားတူဦးဟာဒါ shaft ကအကြပိုင်းကိုရောက်နေအကြပိုင်းဆိုတာကအသက်ရွယ်ရပြောတာမဟုတ်ဘူးသူ့ရဲ့စာလောင်မှုကအကြပိုင်းကိုရောက်နေရှုံးတော့လို့လည်းဘာမှဖြစ်ဘူးဆိုတဲ့အချိန်မှာဒီထိုးတက်လာမဲ့ထော်ပိုရီးယားကိုသူကတော့ဟိုမလွယ်တော့ဘူးဆိုတာဒါကြောင့်လည်းကိုကထင်တာဟုတ်ကဲ့ကိုဒါကျွန်တော်တို့ဒီ light weight ဒီ championship ပွဲကိုဒါကျွန်တော်တို့ချင်းကက်ခဲ့ပြီးွားတဲ့အခါမှာတော့တခြားဒီဒုကောင်ပွဲကိုနည်းနည်းကြော်လိုက်ပြီးတော့တတရမရမှာထားပေးထားတယ်ကျွန်တော်တို့မြန်မာ fighter Joshua Van နဲ့ Rivaldo ရဲ့ပွဲကိုဒါချင်းကက်ချင်ပါတယ်အခုအဲ့တော့ဒီ Joshua Van ရင်ဆိုင်ရမယ် Brandon Rivaldo ကဘလို့ကစားသမားမျိုးလဲဘလို့အနေရည်တွေရှိပြီးတော့အဲသူ့ရဲ့အခြေအနေလေးပေါ့နော်အဲ့အခြေအနေလေးအကြောင်းကိုကျွန်တော်တို့သုံးသပ်ပြပါဦးခင်ဗျာ Rivaldo ကလည်း Topuria လို့ကစားသမားမျိုးလို့ပြောနေရတယ်အဖုံလို့တယ်အကုန်ကောင်းတယ် အဲဒါဒါပေမဲ့ top player ကတော့ perfect မဖြစ်ဘူးနော်သူသူဒါအခုမြင်တော့သူတို့နှစ်ယောက် weight down မတူဘူးဒါပေမဲ့သူတို့နှစ်ယောက်ကိုအခုကဒီ imaginary လောက်ကြည့်မယ် weight down အတူအနေထားနဲ့ကလာချင်း robert က top player အောင်နိုင်ကြမရှိဘူးအဲ့အလောက်အဆင်မရှိဘူးဒါပေမဲ့ robert ကလည်းအကုန်လုပ်တယ်ပြီးတော့ဟိုနည်းနည်းဘယ်လိုကောင်းမလဲသူကိုယ်တိုင်လည်းဟိုတွေးရဲသလိုကယ်ကူလေးတက် risk တွေသူယူလေးရှိတယ်ဟို blind ယူတာမဟုတ်သူ ဂျော့ဂျာဗန်နဲ့ကသူတို့နှစ်ယောက်ကအခုဒီထိုးပေါက်ကလေအရင်လက်ကွာမနေဘူးရိုဘတ်ကစားတဲ့ပုံစံနဲ့ဒီဂျော့ဂျာဗန်ကစားတဲ့ပုံစံနဲ့အရင်မကွာဘူးအနောက်ကအဲ့ကစားသမားတွေကအခုဒါဒါ modern mma ဆိုအဲ့ဒါအဲ့ကစားသမားတွေရဲ့ပုံစံတွေကနည်းနည်းလေးသွားဆင်နေတာဒါအခုအမြင်ပြော5 IQ ဘိုင်းကွာပြီးတော့5ဒီ frequency ဘိုင်းကွာပြီးတော့သူတို့ရဲ့ဟိုဘယ်လိုခေါ်မလဲ development style အပိုင်းကွာအဲ့ဒီအကုန်လုံးဟာဟိုနည်းနည်းလေးမတိတ်မမရင်လေးတွေဖြစ်နေတယ်အခုဆိုထားပါတော့ ဂျော့ချာဗန်ကိုအခုကဒီထော်ပိုရီယာလို့ပြောမယ်ဆိုလို့ပြောတယ်ကဘာကြီးကတော့သူ့ကိုပြောနေကြတာပေါ့နော်အခုဒါဆိုနောက်ထပ် all the way လက်တင်လေး all the way ပေါ့စာလေးပေါ်လာပြီဆိုပြီးတော့ဒါမှမဟုတ်ထော်ပိုရီယာနဲ့ဂျော့ချာဗန်ဆိုလို့တူညီချက်တွေအများကြီးပဲရိုဗာကိုတိုင်လည်းထော်ပိုရီယာနဲ့တူညီချက်တွေပဲသူတို့ကဘုံတူတဲ့အချက်တွေများတယ် ဟုတ်ကဲ့ကိုအဲဂျိုရှွာဗန်ပေါ့နော်ဂျိုရှွာဗန်မှာကျွန်တော်အခုခုနရှင်းပြသွားသလိုဒီ five style အပိုင်းကတော့ကျွန်တော်တို့လည်းမကြာခဏတင်ဆက်ပေးပြတယ်ပေါ့နော်အခုဒီနောက်ထပ် concern တခုပေါ့လေအဒီပွဲကလည်းနည်းနည်းလေးကတ်နေရပေါ့နော်အဲ့တော့ကျွန်တော်ဒီသူတို့ရဲ့ဒီ performance ပိုင်းဆိုင်ရာဒီပတ်သက်တဲ့လူတွေပြောချက်အရာပေါ့လေပြောချက်အရာသိရတာကဒီသူတို့ camp တခုက performance peak ရောက်ဖို့အတွက်ဆိုရင်6ပတ်လောက် run ရတယ်ပေါ့နော်သူတို့ဒီဂျားထဲမှာသူတို့ရဲ့ဒီဟို calendar နဲ့တို့ဆွဲထားတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီအခုကျတော့တို့တော့အလောက်ချိန်မရဘူးပေါ့နော်အလောက်ချိန်မရဘဲနဲ့အနည်းငယ်လေးလုံလောက်တဲ့အချိန်တခုတော့ရှိတယ်ဒါပေမဲ့ peak ဆိုတဲ့ဒီ maximum ဖြစ်ဖို့အတွက်ကျတော့လေဒီတို့လေ့ကျင့်ရေးဒီ times တွေအရမလုံလောက်မှုမရှိဘူးလို့သတ်မှတ်ရမှာပေါ့နော်အဲ့တော့ဒီလိုအခြေအနေမှာအဲ့ဒီဒီ marginals ဒီ gain and loss လေးကဒီစိုးရိမ်စရာဖြစ်လာနိုင်တာပေါ့စိုးရိမ်စရာဖြစ်တာပေါ့အခုလည်းအဲ့အချက်ကိုစိုးရိမ်တယ်လို့ဟိုပြောခဲ့တာပဲလေအဲ့အချက်ကတကယ်လည်းစိုးရိမ်တယ်ဒါပေမဲ့ ရလာမဲ့အခွင့်အရေးနဲ့ရှင်လိုက်တဲ့အခါကျတော့အာဒီ risk ကယူတဲ့ risk မျိုးဖြစ်သွားတာပဲရှင်ပြောရင်ဆိုတော့နောက်တစ်ခုကဒီ van ကငကိုတွေကပွဲစိတ်တယ်ပေါ့နော်ပွဲဒီဒီသူကိုယ်တိုင်ကလူငယ်တူအဲဒီလူငယ်တွေစီမှာအားတာချက်က faster healing လေဟိုသူတို့သူတို့နလန်ထူမြန်တယ် faster healing ပြီးတော့ဒီ neurological adaptability အကျန်းအားကောင်းတယ်ဒီလူငယ်ကစားသမားတွေစီမှာအထူးသဖြင့်ဒီ van လို့ကစားသမားတွေဒီပုံမှန်လေ့ကျင့်နေတဲ့ကစားသမားတွေ အပူတော်အားကောင်းသေးတယ်သူတို့ game အထောက်ကိုဟိုဖတ်တဲ့အပိုင်းတွေမှာဒီ blockcom လဲဆိုတော့ဟိုဒီလောက်ပွဲစိတ်တဲ့အခါကျတော့သူတို့ရဲ့ pick ကိုရောက်ဖို့မလေးကျင့်နိုင်ဘူးဆိုတော့အဲ့ဒီအရာတွေကရက်ဆိုင်မတော်ဘူးသူတို့ instance တွေဟာသူတို့ကဟိုဒီ shot ဖြစ်နေတော့မဲ့ဆိုတဲ့အချက်တွေပြီးတော့ under pressure မှာ resilience ကစကားပြောတယ်အဲ့ဒီအချိန်ကျရင်အဲ့လိုအဲ့လိုမျိုးပေါ့သူသူ့ရဲ့ဒီ more height နေတဲ့အချိန်တကယ်နွမ်းနေနေတဲ့အချိန်လေးကျင့်ကျင့်ကောင်းကောင်းမရလို့ဆိုတဲ့အပိုင်းတွေမှာသူ့အနေနဲ့ resilience ပိုင်းက သူအရိယာကိုပြန်ထိန်းသွားမှာပဲဒါပေမဲ့တခုပဲဒီဒီဒီ style ကိုဒီကစားဖို့အတွက်ဒီ style ကိုကစားဖို့အတွက်ဒီတိုက်ကြိုက်အားသားသမားတွေအချိန်မရချင်းမှာအဓိကပြဿနာအဲ့ဒီ style ကိုကစားဖို့အတွက်တင့်တော်တဲ့ဒီ setting ပေါ့ကိုကိုကိုဒီ setting ချခြင်းပေါ့အဲ့ဒီမှာမှဒီ Joshua Van ကသူကတော့အဲ့ဒါကိုတွေးတွေးလဲတွေးမိလို့ဖြစ်ပါလိမ့်မယ် Joshua Van အတွက်ကြတော့ဒီ Rover ကိုကစားတာကအဲ့ဒီ setting သူအများကြီးအပြောင်းလဲလုပ်ဆရာမလို့ အဲသူတို့လိုစတိုင်မျိုးပဲဒီစတိုင်မျိုးသူလေ့ကျင့်နေကြစတိုင်ကိုထိုးနေတဲ့နောက်တူပဲအဲ့ဒီခါကျတော့အကိုအဲ့ဒီဟာကိုနည်းနည်းလေးတော့စိုးရိမ်ပေမယ့်နည်းနည်းလေးဟောဒါဒါတော့ဟိုဖြစ်တော့ပါတယ်နေပေါ့နော်ဆိုတော့နောက်တစ်ခုကဒီ van လို့ကစားသမားတွေက landing model ကိုသွားတာကွာတလား fighting versus training နဲ့ဟုတ်ပေါ့သူတို့ဒီပွဲကအခုဆိုဒါနှစ်နှစ်အတွင်းရှစ်ပွဲလားဟာလား Joshua van ကဟုတ်ကဲ့ပေါ့ရှစ်ပွဲဟိုရှစ်ပွဲရှစ်ပွဲမြောက်ပွဲငိုတဲ့ကသူကိုယ်တိုင်လည်းဒီပွဲစိတ်ဒီအရန်ဟိုထိုးနိုင်တယ် ိုးကျင်တယ်ထိုးရဲတယ်ထိုးဆိုတဲ့ကစားသမားမျိုးပေါ့သူတို့အဲ့တော့သူတို့ရဲ့ training ဟာလေတခါကြတော့တိုက်ဒီတိုက်ပွဲဝင်ရင်းနဲ့လေ့ကျင်သွားတာဟို real intent energy ကိုသူတို့ကတကယ် agile fights ဒီမှာသူတို့ကယူတဲ့ type မျိုးဖြစ်တဲ့အခါကြတော့ဟိုလုံးတော့လုံးနိုင်မှာပါအဲ့ဒီဟာကိုကျော်ကျော်ဗန်လည်းအကြောင်းပြချက်ပေးမှမထင်ဘူးเนาะကျုံသွားခဲ့ရင်သူလုံးနိုင်လို့လုံးတယ်လို့ဟုတ်ကဲ့ဟုတ် ဟုတ်ကဲ့ကိုဒါကျွန်တော်တို့ဒီ fighter နှစ်ယောက်ရဲ့ဒီပုံရိပ်ကိုပေါ့နော်ကျွန်တော်ပွဲကြိုအနေနဲ့ကျွန်တော်မြင်ကြည့်မယ်ဆိုရင်ကိုအဲဘယ်လိုသုံးသပ်ချင်ပါလဲဘယ်လိုမျိုးကျွန်တော်တို့မြင်ရနိုင်လဲပေါ့နော်ဒီပွဲကอืมပို့ပို့ပြီးတော့ခတ်လာတာပေါ့နောက်တစ်ခုကဒီ van ပြောသလိုပဲဒီ number 1 number 1ကိုနိုင်ရင်ဆိုတော့ဒီ number 1ဖြစ်ပြီပေါ့နော်သူအရှိမာဒီ van ဒီကြပဲရှိတော့မှာပေါ့ဆိုတော့ဒါဒါတော့သူအဲ့လိုပြောတယ်သူကလည်းဒီပွဲကိုသူ့ရဲ့ဟိုပြောနေကြအခုဒါကျွန်တော်တို့ဖြတ်ပြီးပြောရတယ်ဒါသိမကြသေးခင်ကပဲ ီ fan ကသူ့အမေကိုအိမ်ဝယ်ပေးလိုက်တယ်လေเนาะဟုတ်ကဲ့ဝယ်ပေးလိုက်တယ်ဝယ်ပေးလိုက်တဲ့အခါကျတော့ dinner white ကအပေါင်းဒေါ်လာ3သိန်းကျွဲကျော်3သိန်း5000 6000ထပ်တောင်စိုက်ပေးထားလိုက်သေးတယ်ဆိုတော့မျိုးလည်းအခုတွေ့ရတယ်။ Dinner White ကအဲ့လိုပေါ့ Dinner White ကဟိုနောက်ပိုင်းအခုညီလေးနဲ့အခုနဲ့ Dinner White ကြောင့်အသေးစိတ်ပြောတဲ့အခါကျရင်အကျိုးအပိုင်းတွေကိုပြောချင်တာလား။ Dinner White က Avancy ကနေပြီးတော့ဟိုတစ်ခုခုမြင်တယ်ပေါ့နော်။မြင်တဲ့အခါမှာအခု Rover ကိုရှုံချင်းနိုင်ရင်တော့မှာ သိအေးမကြီးတော့ဘူး तू ကအဲ့လိုအဲ့လိုမျိုးဒီပွဲစုလာတဲ့ကစားသမားတွေလူတွေအရန်စိတ်ဝင်စားလာစုပြုံပြီးတော့ကိုဆိုအဒယ်စညာကပြောတယ် DC ကပြောတယ်ဒီ Poirier ကပြောတယ်အဲ့အဲ့လိုမျိုးလူပရိသတ်ကလည်းအရန်ပြောလာကြပြီဆိုတော့ကစားသမားတွေကသူအရန်ကြိုက်တယ်ကြိုက်တော့ဟိုဂျိုရှာဗန်နဲ့ပတ်သက်ပြီးဟိုအရင်ဆုံးပြောကြင်လာကဒီဘွယ်နိုင်ဘွယ်ရှုံးဘွယ်ကသူတို့အရန်အေးမကြီးဘူးသူတို့အခွင့်အရေးရရှိမှအရှိရှိတယ်အဲ့အဲ့ဒီဘွယ်ကနေပြီးတော့ဟိုဘာတွေမြင်ရမလဲဆိုရင် Rovell ရဲ့ဒီဒီ experience ကတော့တေချာပေါ့ဒီကြောရှာဖန်ထပ်ပို့ပြီးတော့အားကောင်းတယ်။ not Rovell မှာကဒီသူ့မှာလည်းဒီတိုက်ခိုက် instant သူ့မှာအပြည့်ရှိတယ်။အဲတခုရှိတာက Van ရဲ့ဒီ pop up ဖြတ်လန့်မှုပေါ့နော်။အဲ pop up ဖြတ်လန့်မှုပေါ်မှာနှစ်ဦးသလုံးဟာ agility အပြည့်ရှိဒီတိုင်အောင်ဒီ consistency မှာကျတော့အကွာ Van ကပူတာတယ်လို့မြင်တယ်။နောက်တစ်ခုကအတွက်အချက်မှာ Van ပူတာတယ်လို့အကူမြင်တယ်။ Van ရဲ့ game situation alike ဒီ second ဘိုင်းလေးအတွင်းပေါ့နော်။ ဒီသူ့ရဲ့ဒီ consciousness ဟာအများနဲ့မိနေတတ်တယ်အခုအဲ့ချက်ကိုအရင်သဘောကျတယ်အဲ့ဒါကဒီ rover ပွဲတွေမှာအခုတိတ်ပြီးတော့မမြင်အောင် rover က event ဆိုင်နည်းနည်းလေးသူကိုယ်တိုင်အတွက်ချက်ကောင်းသေးတယ်ဟောနည်းနည်းလေးပို့ပြီးတော့ရမ်းကျင်တယ်နောက်ကဒီ game ရဲ့ momentum ကိုတိဆောက်တဲ့အပိုင်းအခုဒါကိုမြန်မာအချင်းချင်းကိုပြောတာဟောကစားတော့ကိုကြိုက်တယ်ဆိုတော့ van က rover ကိုနိုင်ဖို့ဆိုတာခတ်တော့ခတ်လိုက်မယ်ဒါပေမဲ့အခုအမြင်ကတော့ van ကရာခိုင်နှုန်းပိုများမယ် 55 45သူမဟုတ်60 40အဲ့လိုတော့ထင်တယ်ပေါ့ဟုတ်ကဲ့ကိုဒါအခုအခုဒီ USC ကျင်းပတော့မဲ့ပွဲနဲ့ပတ်သက်ပြီးတော့ကိုဒါ30ပေးခဲ့တာနော် Topuria Olivera ပြီးတော့ဒီ Roval နဲ့ Joshua Vanu ပေါ့နော်အဲ့ဒီအခုပြောသားခဲ့ရတယ်မှာပါကိုထပ်ပြီးတော့ထပ်မှန်ပြီးတော့ဆွေးနွေးကျင်တာလေးရှိရင်လည်းပြည်သက်တွေဝေမျှပေးပေးပေးခဲ့ပါအောင်ကိုအဲဒီနေ့ဖြစ်ပေါ့နော်ဒီနေ့ MMA ရဲ့ဒီ နာမည်ထိတ်ဆုံးတန်းကိုရောက်လာတဲ့နာမည်တွေဟိုထိတ်ဆုံးမှာရှိပြီးသားနာမည်လည်းရှိပါတယ်ဟိုမခါရှာတို့လိုကစားသမားတွေပေါ့ကွာဒါပြောရင်တော့ထားပါတော့ဒီတော်ပိုရီယာတို့ကပြီးတော့ဂျော့ရှာဖန်တို့ကအရန်လူပြောများပြီးအရန်ထိုးတက်လာတယ်အတော်ပိုရီယာဆိုရင်ဒါလင်းနဲ့အတွဲမှာမယုံနိုင်လောက်ဆရာပေါ့နော်ဒီအနေအထားကိုဒီစောင့်နိုင်တယ်လို့ဂျော့ရှာဖန်ကလည်းဒါအခုဒါဒီနေ့အခုလိုရိုက်တာဂျွန်24လား John 24 24ဟုတ်တယ်ဟုတ်တယ် John 24ဆိုရင်ဒါ Joshua Van USC ကိုရောက်တာဒီနေ့ကနှစ်နှစ်ပြည့်တဲ့နေ့ပဲဒီနှစ်နှစ်အတွင်းမှာရှစ်ပွဲအခုမကြခင်ဟိုကနှစ်နှစ်အတွင်း၉ပွဲလို့ပြောလို့ရတယ်ဆိုတော့သူ့ရဲ့ဟုတ်ကဲ့ဘူးဘယ်လိုခေါ်မလဲကြီးထွားလာမှုပါလေတော်တော်ကြောက်စရာကောင်းတယ်ဆိုတော့ဒီကစားသမားတွေဟာဟိုအခုအမြင်ကတော့ဒီကစားသမားတွေကိုထားပါတော့ဒီနိုင်ငံဒီဒီ nationalism ကိုပြပြီးပြောရအောင်ပါဒီလိုကစားသမားတွေပိုတက်သွားခြင်းက UFC ကိုပို့ပြီးတော့ ိုလူစိတ်ဝင်စားစီမယ်ပြိုင်ပွဲအတွက်ဖွဲ့စည်းတော့ပိုကောင်းတယ်ကိုအခုတော့မြင်နေပါတော့ဆိုတော့ဒီကစားသမားတွေကိုတကယ်လဲအခု Charles Tester ရဲ့ Toporia နိုင်သွားခြင်းဟာ UFC အတွက်ပိုပြီးအကျိုးရှိတယ်ပြီးတော့ဒီ Joshua Van ထပ်ပြီးတော့ဒီဖြိုလိုက်ရင် UFC ကဒီ Flyweight ဟာတော်တော်ကိုပိုပြီးတော့ဒီစိတ်ဝင်စားစရာကောင်းသွားမယ်လို့အခုတော့မြင်နေတယ်ဒါကြောင့်ဒီနှစ်ယောက်ကိုအခုနိုင်စေချင်တာဒါဒါ bias လို့ပဲပြောပြောနောက်တစ်ခုကအကိုရဲ့ဖြစ်ချင်တဲ့စံနာလို့ပဲပြောပြောဒီဘက် Toporia နဲ့ Van ကိုနိုင်စေချင်တယ်မြောက်ဆုံး နိုင်သွားမယ်လို့လည်းဟိုခံစားရဟုတ်ကဲ့ပေါ့ဒါအခုလိုမျိုးပြပြစုံစုံသုံးသပ်ပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ပြည်သက်တွေလည်းကျွန်တော်တို့ရဲ့တင်ဆက်မှုကိုရှင်းတဲ့အားရလိမ့်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်